အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ဗျာကျွန်တော်ဒီကနေ့တော့ကျွန်တော်ကိုဒီမူဝင်မြို့မှာရှိတဲ့ကျွန်တော်မိတ်ဆွေတွေကမေးကြပါတယ်မိလာကကျွန်တော်မြို့ထဲမှာဘသူ့ကိုမဲပေးရမလဲပေါ့သူတို့မေးကြပါတယ်ကျွန်တော်ကလည်းဒီဘသူ့ကိုမဲပေးရမလဲပေါ့ကျွန်တော်လည်းပြဿနာကျွန်တော်ရဲ့စိတ်ကကျွန်တော်တက်တယ်ပဲပြောချင်တာတက်တယ်ပဲပြောချင်တာဆိုတော့တက်တယ်ပဲပြောလိုက်ပါတယ်အဲ့ဒါကတော့ဥကံမြင့်တန်းကိုမဲပေးဖို့ကျွန်တော်အနေနဲ့တိုက်တွန်းပါတယ်ဥကံမြင့်တန်းကမူဝင်မြို့နယ်သားစစ်စစ် ပြီးရင်ကျွန်တော်မူဝင်မှာအခြေခံအခြေခံပြီးရင်ကျွန်တော်တို့အခြေခံအဆင့်အလယ်တန်းအဆင့်အထက်တန်းအဆင့်ဒီမူဝင်ရနေပြီးတော့ကျွန်တော်တို့ကြောင်းတက်ပြီးတော့ကြီးပင်းခဲ့တဲ့သူတက်မတော်မှာဆိုရင်ဒုတိယဗိုလ်ချုပ်ကြီးတာဝန်ထိတာဝန်ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ကျွန်တော်သူ့ရဲ့ဥက္ကမြင့်တန်းရဲ့ကိုကြီးချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် လေ့လာရတော့ဆိုရင်ဥက္ကမြင့်တန်းကဥက္ကမြင့်တန်းရဲ့အဖေပေါ့ဗျာဥက္ကမြင့်တန်းရဲ့အဖေကဦးတန်းညွန့်ပါဦးတန်းညွန့်ကလက်ထောက်ကျမ်းမာရေးမူတာဝန်ထမ်းဆောင်ခဲ့ပါတယ်လက်ထောက်ကျမ်းမာရေးမူတာဝန်ထိထမ်းဆောင်ခဲ့ပါတယ်အမိကတော့ဒေါ်ဆန်းဆန်းပါ ဥက္ကမြင့်တန်းကိုမွေးတာက1962ခုနှစ်ဩဂုတ်လ22ရက်နေ့မှာအရာဝန်ကြီးကြီးမူဝင်ခရိုင်မူဝင်မြို့နယ်စစ်ချောင်းကျွာမှာမွေးခဲ့ပါတယ်တနည်းအားဖြင့်ခင်ဗျားတို့မူဝင်မူဝင်သားစစ်စစ်ပေါ့ဗျာရွာသားပေါ့ဗျာမူဝင်သားစစ်စစ်ပေါ့မူဝင်သားစစ်စစ်ရွာသားအမှတ်1အခြေခံပညာဒါမူလိုင်းအကြောင်းမှာတက်ရောက်ခဲ့တယ်ပြီးရင်ကျွန်တော်ကျွန်တော်တို့ဒီအလဲတန်းနဲ့အထက်တန်းကိုအထက်က1မူဝင်မှာတက်ရောက်ခဲ့တယ်အဲ့တော့ဒါဆိုရင်ခင်ဗျားတို့ရွာသားပေါ့ဗျာရွာသားစစ်စစ်မြို့နယ်သားစစ်စစ်ဖြစ်သွားပြီဖြစ်သွားပြီကျွန်တော်နိုင်ငံသားတွေကကောင်းတဲ့အရာက ကိုဘယ်ဒေသမှာပဲကြီးကြီးပြင်းကြီးပြင်းကြီးပြင်းဘယ်ဒေသမှာပဲကြီးွားကြီးွားကိုဒေသကောင်းကျိုးကိုဖော်ဆောင်ပေးခြင်းတဲ့သူတွေပဲနောက်ဆုံးများခင်ဗျာဘုန်းကြီးเจ้าမှာတင်လာလူလာတို့ចောင်းလာလူလာတို့ပြီးရင်ကျွန်တော်စာသင်ကျောင်းမှာစာသင်ကျောင်းမှာလိုအပ်တဲ့အရာတွေလာလူလာတို့ဆေးဥမှာလာလူလာတို့ပြီးရင်ကျွန်တော်လမ်းနေပြင်ပေးလာတော့ဗျာလောက်ကြတယ်ဒါကကျွန်တော်တို့ကျွန်တော်တို့နိုင်ငံသားတွေရဲ့ဒီပင်ကိုစိတ်ပေါ့ဗျာခင်ဗျားတို့လည်းအတူတူပါပဲခင်ဗျားတို့လည်းဟာကျွန်တော်တို့ကြီးွားချမ်းသာမှမဟုတ်ပါဘူး ဘလို့အခြေအနေမျိုးမှာပဲရှိရှိဥမာကျွန်တော်နိုင်ငံသားမှာပဲအလုပ်တွားလုပ်ပေါ့ဗျာဘလို့ပဲလုပ်နေပါစေရားတဲ့လစာလေးနဲ့ပိုပိုချန်တဲ့ပတ်စံလေးနဲ့ကိုဒေတာကောင်းကျိုးအတွက်စာသင်ကျောင်းစာသင်ကျောင်းအတွက်ကျွန်တော်တို့ကျောင်းမှာလိုအပ်တဲ့ပစ္စည်းတွေလူတန်းတာတွေဆေးဥမာလိုအပ်တဲ့ပစ္စည်းတွေလိုတဲ့လူတန်းတာတွေကျွန်တော်တို့ရဖုန်းတော်ကြီးကျောင်းမှာလိုအပ်တဲ့ပစ္စည်းလူတန်းတာတွေလောက်ကြတာပဲနောက်ဆုံးမြာကျွန်တော်တို့ဘလို့ပဲဖြစ်ဖြစ်ဗျာဘလို့အခြေအနေမျိုးမှာပဲရှိရှိကိုတက်ခဲ့တဲ့ကျောင်းလေးမှာသွားပြီးတော့ခင်ဗျာဆိုင်းဘုတ်လေးရှေ့ရနေပြီးတော့သွားပြီးမတ်တက်ရက်ပြီးတော့ကြည့်ရရင်ကျွန်တော်ပျော်နေတဲ့လူတွေဗျာဒါကျွန်တော်တို့ရဲ့စိတ်တွေအဲ့လိုပဲကျွန်တော်တို့ ဥကံမြင့်သားကဒီတက်မတော်ကနေပြီးတော့ကျွန်တော်တို့ဘုချုပ်ကြီးဒုတိယဘုချုပ်ကြီးပေါ့ဗျာဒုတိယဘုချုပ်ကြီးတာဝန်ထီတာဝန်ထမ်းဆောင်ခဲ့တယ်တာဝန်ထမ်းဆောင်တဲ့အချိန်ပေါ့ဗျာတာဝန်ထမ်းဆောင်တာဝန်ထမ်းဆောင်ပြီးတဲ့အချိန်မှာဆိုရင်လည်းပဲဒီကုတ်ဒေတာကိုအလုတ်ကျွေးပြဖို့အတွက်ဒီဒေတာမှာလွတ်တော်ကိုယ်စားလှယ်ဖြစ်သူဝင်ရောက်ရှင်မဲ့ဖို့ဖြစ်လာတယ်ဖြစ်လာတယ်ဒါကြောင့်ကျွန်တော်တို့ကကုတ်ဒေတာအကျိုးကိုဖော်ဆောင်ပေးနိုင်တဲ့ဥကံမြင့်သားကိုမဲပေးဖို့ကျွန်တော်တိုက်တွန်းနေတာ ပြီးရင်ဒီတက်မတော်မှာတာဝန်ထမ်းဆောင်စဉ်ကာလမှာဆိုလည်းပဲဒီဒေတာရဲ့အကျိုးနဲ့ပတ်သက်ပြီးတော့ ဒါနိုင်တဲ့နေရာကနေပြီးတော့ဆောင်ရွက်ပေးခဲ့တယ်ဖွံ့ဖြိုးရေးတွေဆောင်ရွက်ပေးခဲ့တယ်နောက်ထပ်ကဒီမူဝင်မျိုးနဲ့မှာဖြစ်နေတဲ့အခြေအနေပေါ့မူဝင်ဒေသမှာဒီကြုံရတဲ့အခြေအနေပြီးကျွန်တော်ဖြည့်ရှင်းရမယ့်အခြေအနေဒါလေးရှိတယ်နံပါတ်1ချက်ကနံပါတ်1ချက်ကမူဝင်မျိုးနဲ့မှာနေထိုင်တဲ့သူနေထိုင်တဲ့သူတွေအားလုံးကကျွန်တော်တို့ဒီမြေဒီကနေမွေးခဲ့တဲ့သူတွေကျွန်တော်တို့နိုင်ငံသားစစ်စစ်တွေဗမာတိုင်းသားတွေဗမာတိုင်းဗမာတိုင်းသားတွေများစွာရှိတယ်ပြီးရင်ကျွန်တော်ကရင် ဗုဒ္ဓခရိယံကိုးကွယ်တဲ့ကိန်းတိုင်းသားများစွာရှိတယ်။ကျန်တဲ့တိုင်းသားကြီးလည်းရှိတယ်။ကျန်တဲ့ဘာသာကျန်တဲ့ဘာသာကိုးကွယ်သူလည်းရှိတယ်။အဲ့ဒီမှာခက်ခဲနေတာကဒီမူဝင်မျိုးနွယ်မှာရှိတဲ့ကျွန်တော်တို့နိုင်ငံသားတွေပေါ့။ကျွန်တော်ဒေသအခွန်ဆိုရင်အိမ်တော်သားဥစဉ်အိမ်တော်သားစုစဉ်မရတဲ့ကျွန်တော်နိုင်ငံသားတွေများစွာရှိတယ်။ရှိနေတယ်ဖြစ်တယ်။ဒုတိယကတော့ကျွန်တော်တို့မပုံတင်မရှိတဲ့နိုင်ငံသားစီစီကပြမရှိတဲ့ကျွန်တော်တို့နိုင်ငံသားတွေများစွာရှိတယ်။ အဲ့ဒီအရာကိုဥကံမြင်တန်းကကျွန်တော်တို့ဒါချက်ချင်းဆိုသလိုဖြည့်ရှင်းပေးမှာဖြစ်တယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒါဘလောက်ပျော်စရာကောင်းလဲပေါ့ဗျာ။ခင်ဗျားတို့လည်းသိပါလေမှတ်ပုံနေတခုရဖို့တော်တော်လေးကိုခက်ခဲရတဲ့သူတွေရှိပါလေ။မခက်ခဲသူတွေရှိပါလေ။ဒါပေမဲ့ကျွန်တော်တို့ခင်ဗျားတို့အောက်ကလူလက်ဒန်းစားတွေကြောမွေးတွေသွားလို့ရတော့ခက်ခဲတာတွေရှိတယ်။အရှိတရားပဲ။ပြီးခဲ့ရက်ကကျွန်တော်တို့ဒီလောက်ဝဝင်ကြီးနဲ့တွေ့တယ်။လောက်ဝဝင်ကြီးတွေ့တော့ကျွန်တော်အေးအေးယူလိုက်ရတဲ့လူတွေမနေဘူးတဲ့။ရှိတယ်လေကျွန်တော်ထပ်ပြီးအေးအေးယူမှာလေ။အဲ့လောက်ဝဝင်နဲ့ကျွန်တော်ထပ်ပြီးအေးအေးယူမှာလေ။ ဝင်ကြီးခွန်ကကျွန်တော်တို့ပြောတာအရေးယူလိုက်ရတဲ့လောက်ကဝင်တဲ့အများကြီးပဲရှိရဲတဲ့ထပ်ပြီးကျွန်တော်တို့ထပ်ပြီးလည်းအရေးယူမှာတဲ့ခက်ခဲတယ်နိုင်ငံတော်ကတော့ဗျာကျွန်တော်တို့ဒီမှတ်ပုံနေလို့ဒီဒီအိမ်တော်သားဥစဉ်တို့အခမဲ့လုပ်ပေးတာဒါပေမဲ့လည်းအောက်ချင်မှာဖြစ်နေစေဖြစ်တယ်ကြောမွဲလူသားစားတွေလူလက်သားစားတွေမှာမှတ်ပုံနေရဖို့အတွက်တော်တော်ကြီးကိုခက်ခဲနေတယ်ဒီအရာတွေကိုဥက္ကံမြင်သားကဖြည့်ရှင်းပေးလိုက်မယ်ဖြည့်ရှင်းပေးလိုက်မယ်ခင်ဗျားတို့ရဲ့ဒီဒုက္ခကိုဥက္ကံမြင်သားကဖြည့်ရှင်းပေးလိုက်မယ်ဒုတိယချက် ဒုတိယချက်ကဒီမူဝင်မျိုးမှာကျွန်တော်မကြာခဏဖြစ်နေတဲ့အချင်းနေအင်းသမားနဲ့လယ်သမားအင်းသမားနဲ့လယ်သမားကျွန်တော်ထိတ်လိုက်တွေ့တယ်ဒုံဆွဲဓာဆွဲတွေပါဖြစ်တယ်ဗျာနောက်ဆုံးလက်လုံချီလုံတွေပါဖြစ်တယ်ဒီຢာရင်နဲ့ပတ်သက်ပြီးတော့အင်းသမားနဲ့လယ်သမားတွေကျွန်တော်တို့ဒါနှစ်ဖက်သူ့လုပ်ငန်းသူအစဉ်ပြေပြေကိုယ့်လုပ်ငန်းကိုအစဉ်ပြေလုပ်နိုင်ဖို့အတွက်ဥက္ကမင်းကကျွန်တော်တို့ဆောင်ရွက်မှာဖြစ်တယ်ဒီ movie မျိုးနဲ့ကအဓိကကျွန်တော်စိုက်ပျိုးရေးစံစဘာစိုက်ပျိုးရေးစိုက်ပျိုးရေးလုပ်ငန်းအဓိကအသုံးပြုတဲ့နံပါတ်1ကတော့ကျွန်တော်တို့ဒါမွေးမြူရေးလုပ်ငန်းမွေးမြူရေးဆိုတဲ့နေရာမှာကျွန်တော်တို့ကြက်မွေးမြူရေးတွေရှိတယ် ငါးမွေးမြူတွေရှိတယ်ဒီမူဘီမြို့နယ်မှာတော့ကျွန်တော်အောက်ကအောက်ကအောက်ကငါးကံပေါ့ငါးကံပေါ်မှာကျွန်တော်ကြက်ချာဆောက်တယ်အဲ့လိုကျွန်တော်တို့ကြက်နဲ့ကျွန်တော်တို့ဒီငါးမွေးမြူတွဲမွေးကြတယ်ဒီမှာဖြစ်နေတဲ့အခက်အခဲတွေကိုအဲကျွန်တော်တို့ဓာမျိုးနဲ့အစင်ပြီးတော့ကျွန်တော်တို့တိုင်းရိုင်အစင်ပြောင်းအစင်ပြဿနာတွေရှိရင်ဖြေရှင်းပေးနိုင်တဲ့ပုံကူလည်းဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆောင်ရွက်ပေးနိုင်တဲ့ပုံကူလည်းဖြစ်တယ်နောက်တဲ့အခြေအနေတစ်ခုနောက်တဲ့အခြေအနေကမူဝင်မြို့နယ်အခြေအနေကကျွန်တော်တို့ရေလာကုန်းလမ်းချိတ်နေတာ ျွန်တော်ဒီအကြည့်တော့ကားလိုင်းတိုင်းသွားလိုက်ပေါ့ဗျာရွာလေးရွာလေးသွားဖို့ဆိုရင်ကျွန်တော်ဆက်လီမြတ်သွားတာအဲ့မှာကျွန်တော်တို့ချိုးတော့ကြီးွာလေးကခေါင်းနေခေါင်းနေခေါင်းနေကကျွန်တော်အဲ့မှာကျွန်တော်ပညာရေးကျမ်းမာရေးနင်းကြတာရှိတယ်ဒီပညာရေးကျမ်းမာရေးနင်းကြတဲ့အရာကိုဥက္ကံမြင့်တန်းကကျွန်တော်တို့ဖော်ဆောင်ပေးလိုက်မယ်ပုံမကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်အောင်ဖော်ဆောင်ပေးလိုက်မယ်ဒီခက်ခဲတွေကိုဖြေရှင်းပေးလိုက်မယ်ဒါကျွန်တော်တို့လက်ရှိကျွန်တော်လက်တော်ဖြေရှင်းပေးမယ့်အရာတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကိုယ်တိုင်းဒေသကြီးပြီးကိုမျိုးနယ်အတွက် ကိုပြည်တော်သူကြီးတို့အားကိုးရတဲ့ဥက္ကံမြေတန်းကိုကျွန်တော်တို့မူမီမြို့နယ်သူမြို့နယ်သားကြီးအနေနဲ့မဲပေးကြဖို့တိုက်တွန်းပေးကြပါတယ်ဒါတော့ကျွန်တော်လက်တလောပေါ့လက်တလောကျွန်တော်ချက်ချင်းဖြစ်ရှင်းပေးမဲ့ကိစ္စရည်တွေဖြစ်တယ်နောက်ထပ်အခြေအနေတစ်ခုနောက်ထပ်အခြေအနေတစ်ခုကကျွန်တော်တို့မူမီမြို့မှာအချို့သောနေရာမှာကျွန်တော်တို့ဒီဆက်သွေးလမ်းတွေဆက်သွေးလမ်းတွေကျွန်တော်တို့ဒါအစစ်မမီသေးတာရှိရအစစ်မမြင့်နိုင်သေးတဲ့အရာတွေရှိတယ်ဒီလမ်းမဆက်သွေးနဲ့ပတ်သက်ပြီးတော့ဆောင်းရုံးတမန်ဆောင်းရုံးပြင်မယ်လို့သိရတယ် ိရတယ်ဒါတော့ကျွန်တော်တို့ဥက္ကမြင့်ဥက္ကမြင့်သားကလက်တလောဒါဖြည့်ရှင်းပေးမဲ့ကိစ္စရည်ဖြစ်တယ်နောက်ထပ်ကတော့ movie မျိုးနဲ့သူမျိုးနဲ့သားတွေအနေနဲ့ဂုံစရာကိစ္စရည်တခုရှိပါတယ်ဥက္ကမြင့်သားနဲ့ပတ်သက်ပြီးတော့ဂုံစရာကိစ္စရည်တခုပါနေပြီးတော့မှတီသားကိုဝယ်ထားတဲ့မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဒါမူလမသည်အများပြည်သူအများပြည်သူကိုးကွယ်နိုင်ဖို့အတွက်ပူဇော်နိုင်ဖို့အတွက်လုပ်ငန်းရှင်အစစ်အစစ်မှာဥဆောင်ပါဝင်ခဲ့တဲ့သူလည်းဖြစ်ပါတယ် ဲ့တော့ခင်ဗျားတို့ဒီမာရဝိဇ္ဇဗုဒ္ဓရုပ်ဘွားတော်မြတ်ကြီးကိုတွားဖူတိုင်းဖူတိုင်းဥက္ကမြေတန်းကိုခင်ဗျားတို့သတိရကြပါကျွန်တော်တို့ဒီလိုမျိုးအများပြည်သူဖူးမြော်နိုင်ဖို့အတွက်ဥက္ကမြေတန်းကဒီလုပ်ငန်းစဉ်အစစ်အစစ်မှာကျွန်တော်တို့ပါဝင်ခဲ့တဲ့ပုံကလေးဖြစ်ပါတယ်မာရဝိဇ္ဇဗုဒ္ဓရုပ်ဘွားတော်မြတ်ကြီးဖြစ်ပေါ်လာဖို့အတွက်မူလကကျွန်တော်တို့မရယာမြို့နယ်စကြင်တောင်စကြင်တောင်နေပြီးတော့ဒီကြောက်တုံးတော်ကြီးတွေကိုတူးဖော်တာတွေပြီးရင်ကျွန်တော်တို့တူးဖော်တာတွေပြေဆောင်တာတွေတောက်လျှောက်လောက်ရတယ်ဗျာခက်ခက်ခဲခဲနဲ့ပဲလောက်ရတာပါ တန်ချင်ရလဲမနေဘူးလေတန်ချင်ရလဲမနေတော့ကျွန်တော်တို့တော်တော်ကြီးကိုခက်ရခက်စီဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ဒီကြောက်တုံးတော်ကြီးကိုစကြင်တောင်းနေပြီးတော့ငင်းကြံမျိုးနဲ့စီမီခုံကိုပင့်နေစီမီခုံကနေပြီးတော့တဆင့်ကျွန်တော်တို့ဒီကုန်းလန်းရေလန်းနေပြီးတော့တောက်လျှောက်ပင့်ရတယ်ဗောဗျာပြီးရင်ကျွန်တော်တို့စီမီခုံစိတ်ကန်းကနေပြီးတော့နေပြီးတော့ကိုကုန်းလန်းခီးနဲ့ပင့်ဆောင်တယ်အစစ်စစ်မှာခက်ရခက်စီနဲ့ပင့်ရပါတယ်အဲ့ဒီအချိန်တုန်းကကျွန်တော်တို့ဒါနိုင်ငံတော်ကနေလဲဒီ ဒီကြောက်တုံးတော်ကြီးပင့်ဆောင်တာကိုကျွန်တော်အစင်စင်အစင်စင်ပင့်ဆောင်တော်တောက်လျှောက်ကိုကျွန်တော်တင်ပြခဲ့ပါတယ်တင်ပြခဲ့ပါတယ်ဒီလိုကြောက်တုံးတော်ကြီးဒီနေပြည်တော်ကိုရောက်ရှိတဲ့ပင့်ဆောင်ပြီးတော့ရောက်ရှိတဲ့အခါမှာဆိုရင်လည်းပဲစင်းလူတော်တွေပြီးရင်ကျွန်တော်ပလင်တော်အစိပ်ပိုင်းတွေအစိပ်ပိုင်းအစိပ်ပိုင်းတွေကိုကျွန်တော် CND ဆက်တဲ့အတုံးပြုထုစစ်တာတွေတွဲဆက်တာတွေပင့်ထောက်ခြင်းနဲ့ရတနာပလင်ထက်ကိုပင့်ဆောင်ခြင်းလုပ်ငန်းတွေကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်ဒီလိုမျိုးကျွန်တော်အောင်မြင်စွာဆောင်ရွက်နိုင်မှုအတွက်တကယ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတာက ဥက္ကမြင်တန်းမှာဥက္ကမြင်တန်းရဲ့ကျွန်တော်ဥဆောင်မှုစ조사အားထုတ်မှုကြောင့်လည်းဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံတော်ကနေပြီးတော့တည်ရစီတူဘွဲ့ဥက္ကမြင်တန်းကိုချိမြင့်ခဲ့ပါတယ်ဒါကြောင့်ဒီမူဝီမြို့နယ်မှာရှိတဲ့မဲဆန္ဒရှင်အနေနဲ့ဒီမာရဝီဇီယဗုဒ္ဓရုပ်ဝါတော်မြတ်ကြီးတိသာကိုဝင်နိုင်မှုအတွက်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေပူဇော်နိုင်မှုအတွက်တကယ်အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိခဲ့တာကဥက္ကမြင်တန်းမှာဒါကြောင့်မူဝီမြို့နယ်သူမြို့နယ်သားတွေနဲ့ဒါကြောင့်အမြဲတမ်းအမှတ်ရအောင်ကျွန်တော်က ထည့်သွင်းပြီးတော့တင်ပြပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ